အားလုံးပဲမင်္ဂလာပါရှင်မြချနာတင်ကြနေရဲ့မတ်လ16ရက်နေ့ရေဒီယိုစီစဉ်ဦးသက်ဆက်ပြရမှာဖြစ်ပါရယ်မြချနာမျိုးတစ်ဖက်ကံဝိုင်းမုံမျိုးမှာစစ်ကောင်စီကအင်အားတွေဖြစ်တဲ့နေရလို့ဒေတာခန်တွေကပြောပါရယ် ။နောင်ချုံမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းပုံးကျဲတဲ့ခိုင်မှုကြောင့်ထိခိုက်ခဲ့တဲ့တန်ကားတော်တွေနဲ့လူနာအချို့ကိုအရေးပေါ်ခွေစိတ်ကူတာဖို့ဆေးဖို့အကူအညီတွေလိုအပ်နေပါတယ်။မြေဆောင်ဒေတာအနီးကဒေတာခံပြည်သူတွေဟာ PP ဆိုင်ရာမြေချောင်းအိမ်များနဲ့အထင်အမှတ်စုတောင်းအစီအစဉ်နဲ့အတိပညာပေးရတွေကိုမတ်လ18ရက်နေ့မှာပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။စားရတဲ့တဲ့တွေကိုတက်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သွင်းနေဖြစ်ပါတယ်။ ကျနာမျိုးတစ်ဖက်ကဝိုင်းမော့မျိုးမှာစစ်ကောင်စီကအင်အားတွေဖြစ်တဲ့နေရီလို့ဒေတာခရင်ကပြောပါရယ်ချွေစာကတင်ဆက်ပေးမှာပါပြခဲ့တဲ့ရက်ပိုင်းကမြစ်ချနာမျိုးကနေဝိုင်းမော့မျိုးဘက်ကိုစစ်ကားစီစီလောင်းနဲ့စစ်ရင်အားဖြည့်တင်နေပြီးစစ်ကောင်စီ58တိုင်ရင်ဘက်လာရောက်ပူးဆောင်ပြီးတော့မိုင်းနာကျေးရွာကနေဝိုင်းမော့မျိုးအထိတပ်ဖြန့်ထားတယ်လို့ဝိုင်းမော့မျိုးခံသူကပြောပါရယ် အဲဒါကြောင့်လက်ရှိအချိန်မှာတော့ဒေသခံပြည်သူတွေဟာဝိုင်းမော်မြို့မှာစစ်ကောင်စီနဲ့ KNY ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်နေတာပါမနစ်က2024ခုနှစ်မတ်လ9ရက်နေ့ကစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်ခဲ့လို့ဝိုင်းမော်လေးစာလမကြီးပေါ်ကခြေရွာတွေနဲ့ဝိုင်းမော်ကံပိုင်တီလမကြီးပေါ်ကခြေရွာအလုံးကပြည်သူတွေအပါ ိုင်မော်မျိုးရှိရက်ကွယ်တချို့ကဗီတိုရီယာနေရစွန့်ခွာတင်းရှောင်းနေကြပါတယ်။ဗီတိုရီယာအဲ့ဒီအချိန်ကလေးကလက်ရှိအချိန်အထိဝိုင်မော်မျိုးရဲ့မြောက်ဘက်ချဘလာမင်းတင်တဲ့အချက်ဘက်ကကျေရွာတွေကဆေးရှောင်စခန်းတွေမှာဒါမှကမြချင်းနာမျိုးပဲခြံကဆေးရှောင်စခန်းတွေနဲ့နိစက်ရာဆွေမျိုးအတန်းအဝန်တွေစီမှာခလုံးနေကြပါတယ်။ကချင်လက်ရဲတမရောကင်ရဲ့ပူပေါင်းတပ်ဖွဲ့တွေဟာမနစ်က2024ခုနှစ်အတွင်းဝိုင်းမော်မျိုးအနီးတဝိုက်ကကျေရွာများပိုင်းကိုတိုက်ခိုက်သိမ်းပိုက်ချပြီးဖြစ်ပါတယ်။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ရှမ်းပြည်နယ်နှောင်းချုံမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းပုံချတဲ့ခိုင်မှုကြောင့်ထိခိုက်ခဲ့တဲ့တံခါးတော်တွေနဲ့လူနာအချို့ကိုအရေးပေါ်ခွဲစိတ်ကူထောက်ဖို့စေဖို့အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ဆက်ဆိုင်ကတိဆက်ပေးမှာပါ။နောင်ချုံမြို့နယ်စိန်ယတနာပရိယတိစာတင်တိုက်ကို စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ16ရက်နေ့မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရလဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တန်ဃာတော်နဲ့အယတပီသူစုစုပေါင်း15ဦးသေဆုံးခဲ့ပြီးတော့အယောက်20ထိခိုက်ဒဏ်ရာရရှိခဲ့ရလဲဖြစ်ပါတယ်။အခုချိန်မှာတန်ရရလူနာအချို့ကိုအရေးပေါ်ခွဲစိတ်ကူတာဖို့လိုအပ်နေပြီးဒဏ်ရာပြင်းထန်နေတဲ့လူနာတွေကို စေကူတနိုင်ဖို့စေဖို့အကူအညီလိုအပ်နေရလို့စစ်ဘေးရှောင်အရတပြည်သူတွေကိုကူညီပေးနေတဲ့ Thai Youth Humanitarian Assistance Community TYHAC ရှမ်းလူငယ်အရဖက်ဖွဲ့စည်းများထုတ်ပြန်ထားပါတယ်။တန်ဃာတော်နှစ်ပါးနဲ့တန်ရာရပြည်သူ၂ယောက်စုစုပေါင်း၄ယောက်အထက်အရေးပေါ်ခွဲစိတ်မှုခံယူနိုင်ဖို့ငွေကြေးသိန်း60အရေးပေါ်လိုအပ်နေရလို့ March 16ရက်နေ့မှာ TYHAC ကအကူအညီတောင်းခံထားပါတယ်။ နောင်ချုံမြို့နယ်စင်ရတနာပရိယတိစာတင်တိုက်ကိုစစ်ကောင်စီကပေါင်250ဘုံလေးလုံးအုံပြုပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်စစ်တပ်နဲ့တွေနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တောင်အမျိုးသားလူမျိုးရေးတပ်မတော် TNA တွေကမတ်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရတားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီပုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူတွေတည်ရှိကြဖို့လဲ DNA ဝေကထုတ်ပြန်ထားပါတယ် င်ချနာမျိုးနေမီဆောင်ဒေတာအနီးကဒေတာခံပီသူတွေဟာ PP ဆိုင်ရာမြေချောင်းအိမ်များနဲ့အထင်အမှတ်စုတောင်းအစီအစဉ်နဲ့အသိပညာပေးရာတွေကိုမတ်လ18ရက်နေ့မှာပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ PP ဆိုင်ရာမြေချောင်းအိမ်များနဲ့အထင်အမှတ်ဟာမတ်လ14ရက်နေ့မှာကြာရောက်ပေမဲ့အကြောင်းအမျိုးမျိုးအခက်ခဲကြောင့်မတ်လ18ရက်နေ့မှာရရှိပြုလုပ်ခဲ့ကြတာလို့စီစဉ်မှာပါဝင်ခဲ့တူတူကမြေချနာတရင်ချာနေကိုပြောပါတယ်။ကြအပင်ထဝရစီစဉ်ပါစေအရာဝတီမြချောင်းများတွင်စေရန်တရားများဖြင့်ရွှေသူဘုံမူရဲ့ဆိုင်ရ ေးမြေချောင်းများထောင်းဆင်းစီစင်ရေးတန့်ရှင်တော်ရေရရှိရေးမြေချောင်းအင်ရိုက်များဖြည့်စည်သူအလိုမရှိ မြေချောင်းအင်ရိုက်များတန့်ရှင်ဖို့ဝိုင်းဝန်းကောက်ွယ်ကြပါစို့မြေချောင်းများတဘာဝစီစင်ရေးတဘာဝဝင်ချင်းစိန်လန်းစုပြည်စီရန်အစရှိရဲ့အဆိုင်ဖို့တွေကန်ဆောင်ပြီးတော့ကြိုကြခဲ့ကြရလို့ဆိုပါရယ်အဲဒီအစီအစဉ်မှာမိဆောင်ဒေတာအနီးကဒေတာကန်ဗီဒီယိုအယောက်၅ဆင်းလောက်ပေါဝင်ခဲ့ကြရလို့လည်းသိရပါဗျာ။ ဘာခဏခဏအောင့်စီတဲ့အကြောင်းရင်းကဘာကြောင့်ဖြစ်နိုင်မလဲ။ဘိုင်အောင်နေဆိုတာလူတိုင်းကြားမှမရေဖြစ်ဘူးကြမှာပါ။ဘိုင်အောင်နေမယ်ဆိုရင်အလုံးလုံးနိုင်ဖို့နေနေတတာထိုင်နေလို့တော့အဆင်ပြေမနေပါဘူး။ဘိုင်အောင်နေဆိုတာနဲ့လူတိုင်းလေးအောင်တာအစိုင်းနာတာအောင့်နာကိုပဲတွေးမြင်တတ်ကြပါတယ်။တကယ်တော့ဘိုင်ခဏခဏအောင့်စီတဲ့အကြောင်းရင်းများစွာရှိနေပါတယ်။ဖိုင်ထဲမှာအစာအိမ်နဲ့ဥတင်မဟုတ်ပဲအခြားကလေးစားတွေလည်းများစွာရှိနေသေးတာမို့ ဘာကြောင့်ဖိုင်းအောင်လဲဆိုတာကိုတန်ပြီးမတည်နိုင်ပါဘူးဖိုင်းအောင်ချင်းကတာမန်အရေးမကြီးတဲ့အခြေအနေကနေအတက်ကိုပါထိခိုက်စေနိုင်တဲ့အခြေအနေတည်းဖြစ်စေနိုင်ပါတယ်ဖိုင်းအောင်စိတ်တဲ့အကြောင်းရင်းကဘာတွေဖြစ်မလဲဆိုရင်အစာရင်အောင်လားအစာစိတ်တင်တာဥရောလားအစာမကြေတာအစာရင်အဆက်ပြန်ဆန်တတ်တာဥအသက်ရောင်တာဥပုတ်တာဓမ္မတာကြောင့်ကြိုက်ခဲတာတဲကြီးကြောက်တယ်တာအသေးရောင်တော့ဝါကြောင့်အောင်တာ စီးကြောက်တဲ့တာမုတ်ချုပ်အိတ်ရောင်တာတောင်းမတင်နေတဲ့အရင်အိတ်ကွဲတာဆရာတွေ့ကြောင်ပိုင်အောင်ပိုင်နာဖြစ်စေတတ်ပါတယ်ဖိုင်အောင်ပိုင်နာတဲ့တာမန်ရိုးရိုးပိုင်အောင်နဲ့လို့ယူဆရင်အန်ဒီရှိနေနိုင်ပါတယ်ဒါဆိုရင်ဘလို့ခွဲခြားသိမြင်နိုင်မလဲဘလို့ခွဲခြားသိမြင်နိုင်မလဲဆိုရင်ဖြစ်တတ်တဲ့လက္ခဏာတွေကနေဘာကြောင့်အောင်တယ်လဲဆိုတာသိမြင်ယူဆလို့ရနိုင်ပါတယ်အဆိုင်အောင်လားအစမကြီးလေအောင်နေဆိုတာအဖြစ်များဆုံးဖိုက်အောင်ရတဲ့အကြောင်းရင်းတစ်ခုပါ ဘိုက်ဆာလာရင်ဘိုက်တဲဟာတတာဖြစ်ပြီးနာလာပြီးစားပြီးရင်လည်းအစာမကြေပဲဘိုက်ထဲနေပွားပြီးအောက်နေတက်ချင်မျိုးပါအစာစိတ်တင်တာအစာစိတ်တင်ရင်ဝမ်းလျှော်ခြင်းအန်ခြင်းဘိုက်ရနာခြင်းအပြင်မူးဝေလာတတ်ပါတယ်ဥယောင်နာဥယောင်ချင်းကဝမ်းဘိုက်ကြီးအမြဲတင်းရင်းနေတတ်ပါတယ်ဥယောင်ရတာဟာ စားလိုက်တဲ့အစားတွေကမတန့်ရှင်ပဲဘက်တီးရီးယားပိုးဝင်ခြင်းဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်အစာအိမ်နဲ့ဥလန်းကျောင်းမှာရှိတဲ့နံရံတွေရောက်ပြီးဘိုင်အောင်စေတတ်ပါတယ်အစာမကြေတာအစာမကြေတာကအစာကိုကြေညာမဝါစားခြင်းလင်းမြန်စွာစားခြင်းစရတွေကြောင့်အစာမကြေဖြစ်တတ်ပြီးဘိုင်အောင်ခြင်းလေထိုးလေအောင်ခြင်းဤလေလေဖြစ်နေခြင်းပြုတ်ခြင်းတို့ဖြစ်နေခြင်းမျိုးတွေခံစားရတတ်ပါတယ်။ဟူတက်ရောင်တာဟူတက်ရောင်နေဆိုတာကဘိုင်အောင်ခြင်း ်ပြိုအန်ခြင်းအစာအတောက်ပြက်ခြင်းဝမ်ရှော့ဝမ်ပြက်ဖြစ်ခြင်းလေးပွားခြင်းညာဘက်ဖိုက်အောင်နားကနာနေခြင်းကိုယ်ငုံ့ဖျားခြင်းမျိုးတွေခံစားရတတ်ပါတယ်ဥပုပ်တာဥပုပ်ခြင်းကအကြောင်းမျိုးကြောင့်ဥစီကိုတွားတဲ့သွေးတွေကောင်းကောင်းမရောက်နိုင်တော့တဲ့အခါမျိုးမှာဥတွေကပုပ်ပြီးဖိုက်အောင်စေတဲ့အပြင်ပိုက်တပြင်းလုံးတင်းပြီးအောင့်နေခြင်းမျိုးတွေခံစားရတတ်ပါတယ်။သမထာကြောင့်ခိုက်ခေတာ ဓမ္မနာကျောင်းကိုက်ခဲခြင်းကယာတီလာချိန်မှာကိုက်ခဲတဲ့ဝေဒနာကိုမင်းကလေးတိုင်းခံစားမှုကြမှာပါတဲကြီးကြောက်တယ်လားတဲကြီးကြောက်တဲ့ခြင်းကတဲကြီးမှာဖြစ်တဲ့အစီကနေဖြစ်တဲ့ကြောက်လေးတွေကြောင့်အစာမကျရင်ပြည့်တယ်လို့ခံစားရမယ့်အပြင်ဘယောက်နာကိုပါခံစားရမှာပါအတဲအောင်တဝါကြောင့်အောင်လားအတဲအောင်တဝါကြောင့်အောင်ခြင်းကဘရဲ့ညာဘက်ချမ်းမှာအောင်တဲ့ဝေဒနာကိုခံစားရနေပြီး မျက်လုံးတို့အသားတို့လည်းအဝါရောင်ပြောင်းလာမယ်ဆိုရင်တဲကြေရောက်နေပြီမို့ကုတာမှုခံယူပေးပါစီကြောက်တဲ့ကစီကြောက်တဲ့ချင်းကစီတွားတဲ့အချိန်မှာပဲနာကျင်တဲ့ဝေဒနာကိုခံစားရတာမဟုတ်ပါဘူးကြောက်ကက်ရှိတဲ့ခါနောက်နားနှစ်ဖက်လုံးဖြစ်စေဒါမှမဟုတ်တစ်ဖက်ချင်းစီကနေဖြစ်စေ အောင်နေတတ်ပါတယ်မုတ်ချိုအိတ်ရောင်လားထောက်ချွေရောင်ချင်းကစီချိုယောဂမဖြစ်အောင်ထိမ့်ပေးနေတဲ့အင်ဆူလင်ထုတ်တဲ့နေရာ ဟုတ်ချိုအေးရောင်းရင်လည်းဘိုင်းအောင်နဲ့ဝေနာကိုပြင်းပြင်းထန်ထန်ခန်းစားရတတ်ပါတယ်။တောင်းမတင်နေတဲ့အရေးအိတ်ကွဲတာတောင်းမတင်နေတဲ့အရေးအိတ်ကွဲခြင်းကမင်းကလေးတိုင်းဒီပါလောက်ဖြစ်တတ်ကြပြီးတောင်းအိမ်အရေးအိတ်ကအရန်ကြီးတွားတဲ့အခါမှာပေါက်သွားတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုအချိန်ဆိုဘိုင်းမခံမရက်နိုင်အောင်အောက်မဲ့အပြင်တွေးရလေယူတက်လို့ရေထက်ခန်းချောက်ပြီးရှော့ပါရသွားနိုင်ပါတယ်တက်တက်ပြောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ ဘိုင်အောင်စေတဲ့အကြောင်းရင်းပုံမူတည်ပြီးခုတပ်ဖို့လိုအပ်ပါတယ်။အိမ်တွင်းကုထုံဘိုင်နာတတစေတဲ့အိမ်တွင်းနီလန်းတွေကတော့နာနေတဲ့ဘိုင်နေရာကိုရင်းနှွေးအိတ်သားမှမဟုတ်ရင်းနှွေးပလင်းကပ်ပေးခြင်းရင်းနှွေးနှွေးနဲ့စိမ်ပြီးရေချိုးပေးခြင်းအကြီးမများတောက်ပေးခြင်းကော်ဖီလက်ဖက်ရည်အရက်များ short တောက်ပေးခြင်းအပြင်ကောင်းကောင်းနာယူပေးပါ။အဲချင်းနေမျိုးမှာဆရာဝန်ကိုတွားပြရမလဲ။ဘိုင်နာတဲ့အခါနာတဲ့နေရာကဘိုက်ကိုဖိကြည့်တဲ့အခါမခံမရနိုင်အောင်နာရင် ီထားတဲ့လက်ကိုလွတ်လိုက်တဲ့အခါမှာလဲနာရာကရော့မသွားပဲမခံမရက်နိုင်အောင်နာရင်အရေးတော်တော်ကြီးပါတယ်စေယုံတန်သွားပါဆမပြန့်အန်နေရင်လေးမလဲဝမ်းမသွားပဲဖိုက်ကြီးတောင့်တင်းနေရင်လည်းအရေးကြီးပါတယ်စေယုံတန်သွားပါနောက်ပြီးတာမန်လီထုံးလီအောင်လောက်နဲ့ဆေးစားရင်ပျောက်နိုင်ပြီမဲ့တချို့မမြင်နိုင်တဲ့အရာတွေရှိတာကြောင့်ချက်ချင်းစိတ်ကူးတမှုခံယူတဲ့နာမျိုးလည်းရှိပါတယ်ဒါကြောင့် မိမိဘိုက်အောင်နာတရက်ထက်ကျော်လို့နေမယ်ဘိုက်ကလည်းနာလိုက်ပြောက်လိုက်မဟုတ်ပဲဘိုက်ကတစ်ချိန်လုံးမခံမရနိုင်အောင်အောက်နေမယ်ကိုကလည်းပူနေမယ်ဝမ်ကမဲမဲကြီးတွေတွားနေရင်ဝမ်တွားရင်တွေးပါလာမယ်အစားအသောက်တွေပြက်လာပြီးပြုတ်ချင်အန်ချင်လာမယ်ဆိုရင်မပေါ့ဆပဲနီးစက်ရဆေးရုံစီးပခန်းကိုချက်ချင်းတွားရောက်ကူတမှုခံယူဖို့လိုပါတယ်ဒီချနာသတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတော့ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။